ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကိုရီးယားကိန်းဂဏန်းနေနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ကိုရီးယားကိန်းဂဏန်းမှာနှစ်မျိုးရှိတယ်ရှင်အဲ့တော့ကျွန်တော်တို့ကကိန်းဂဏန်းနေထဲမှာမလပေါ့နော်လနဲ့ပတ်သက်တဲ့စကားလုံးလေးတွေကိုရွေးပြီးပြောပြပေးသွားမှာဖြစ်ပါတယ်လဆိုတာကတစ်လပိုင်းနှစ်လပိုင်းသုံးလပိုင်းကိုပြောတာလားတစ်လနှစ်လသုံးလကိုပြောတာလားဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အတူတူလေ့လာကြည့်ပါမယ်ရှင် ဲ့တော့အဲတလပိုင်းနှစ်လပိုင်းသုံးလပိုင်းလေးလပိုင်းငါးလပိုင်းဆိုပြီးတော့ရှိတယ်။ကျမရွာပြန်တာနှစ်လကြာခဲ့တယ်သုံးလကြာခဲ့တယ်ဆိုတော့လာနှစ်ခုရဲ့ကွာခြားချက်ပေါ့နော်။အဲ့တော့ဘာတွေကွာလဲဆိုလို့ရှိရင်စကလုံးလေးတွေသုံးတဲ့အခါမှာဘလို့လေးတွေကွာလဲဆိုတာကိုအရင်ဆုံးပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ပထမဦးဆုံးအနေနဲ့လပိုင်းကိုပြောပါမယ်။အမ January February March April May လို့လိုမျိုးပေါ့နော်။တလပိုင်းနှစ်လပိုင်းသုံးလပိုင်းအခုဆိုလို့ရှိရင်6လပိုင်းပေါ့။အဲ့လိုမျိုးပြောတဲ့လပိုင်းဆိုလို့ရှိရင်တော့ wall 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 လို့ပြောပါတယ်သူ့ရဲ့ရှင်းမှာတရုတ်ဂိမ်းနေပါတယ်ရှင်တရုတ်ဂိမ်းဆိုတော့ ee di sam sa နေတာပေါ့နော်ဒါဆိုရင်တလဆိုရင် idol နှစ်လပိုင်း iwall samol sawol owol တချက်တတိထားရမှာကကျွန်တော်တို့တင်းနှစ်သုံးလေးကိုရေးတဲ့အခါမှာ ee di sam sa o yuk til pal gu ship လို့ပြောတယ်။ you ရဲ့အမကတ်တက်ပါတယ်။ဒါပေမဲ့ခုနက wall ဆိုတဲ့စကားလုံးနဲ့တွဲတဲ့အခါမှာရေးတဲ့အခါရောဖတ်တဲ့အခါရော you wall လို့ပဲရေးရပါတယ်။ဖတ်တဲ့အခါမှာလည်း you wall လို့ပဲဖတ်ပါတယ်။တချို့မှာပြီး you call you call နဲ့ပြောနေတဲ့အတန်မျိုးလေးတွေကြားရတတ်ပါတယ်။အဲ့ဒါမှားပါတယ်ရှင်။ you wall ချီတော်ပါတော်ဂူဝေါ် ဆယ်လပိုင်းမှာတစ်ချက်ပါဒါဆိုရင်လပိုင်းလို့ပြောတဲ့အခါမှာနှစ်ခုတတိထားပါမယ်ခုနက6လပိုင်းရယ်ဆယ်လပိုင်းရယ်ဆယ်လပိုင်းမှာလည်းရေးတဲ့အခါမှာ ship လို့ရေးပေမဲ့လပိုင်းနဲ့တွဲတဲ့အခါမှာဖတ်တဲ့အခါရောရေးတဲ့အခါရော she wall she wall လို့ပဲရေးပါလေ she ball ဆိုမှားပါလေရှင် she wall she wall စတလပိုင်း she beetle she beetle ship ill wall ဒါပေမဲ့သူ့ကိုအမြန်ဖတ်လို့ရှင် she beetle ရှိပီရောလ်ဆနလာပိုင်းဆိုရင်ရှိပီဝေါ်လ်ရှိပီဝေါ်လ်ရှိပီဝေါ်လ်ဒါကလာပိုင်းကိုပြောတာဖြစ်ပါတယ်ဒီတစ်ခါမှာတော့ကြာတဲ့လကိုပြောမှဖြစ်ပါတယ်ကြာတဲ့လဆိုတာကငါရွာပြန်တာ2လကြာခဲ့တယ်ငါမန္တလေးသွားတာ3လကြာခဲ့တယ်စသဖြင့်ပြောတယ်လကြာတဲ့လကိုပြောတာဖြစ်ပါတယ်ကြာတဲ့လကနှစ်မျိုးပြောလို့ရပါတယ်ရှင် dal 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 လို့လည်းပြောလို့ရသလို gewol gewol g a w a l လို့လည်းပြောလို့ရပါတယ်။အဲ့တော့ဒီမှာကျွန်တော်တို့ကကြာတဲ့လောက်ကိုပြောတဲ့အခါမှာနှစ်ခုရှိပါတယ်။ပထမတစ်ခုက dal 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 ကလည်းကြာတဲ့လောက်ကိုပြောတာဖြစ်ပါတယ်။ dal ဆိုတာကကြာတော့ကျွန်တော်တို့ dal နဲ့ပြောမယ်ဆိုလို့ရှိရင်သူ့ရဲ့အရှိမကိုရီးယားကိန်းနေရာမှာဖြစ်ပါတယ်။ gewol နဲ့လည်းပြောလို့ရပါတယ် gewol ကလည်းကြားတဲ့လောက်ကိုပြောတာပါသူရဲ့ရှိမှဆိုလို့ရှိရင်တော့တရုတ်ကိန်းနေရာမှာဖြစ်ပါတယ်ဥပမာ3လကြာခဲ့တယ်လို့ပြောတဲ့ဆိုလို့ရှိရင် sedal ဆယ်ဒါလ်ဆယ်ဒါလ်ဆိုလို့ရှိရင်ဒါ၃လအဲဆယ်ဒါလ်ဆာဒဆော်ယော၃လနေခဲ့တယ်ပေါ့နော်ဆယ်ဒါလ်ဆာဒဆော်ယောနာဟန်ကူကေဆော့ဆယ်ဒါဆာဒဆော်ယောငါကိုရီးယားမှာ၃လနေခဲ့တယ်လို့ပြောလို့ရတယ်အမို့ဒါနဲ့မပြောချင်ဘူးကွာကျွန်တော်ကတော့ဂေဝေါ်နဲ့ပဲပြောပဲရပါတယ် 나 한국에 3개월 살았어요. 나 고리야마 동안이게래. 루비로 별로, 야바래. 그 달내 동메소리 두예시마. 아 고리야게 니야마피바래. 개월내 병메소로시노 두예시마. 대요게 니야메소라오 드디뷰비야마피바래시. 다소인 돼지양시. 한 달, 두 달, 세 달, 네 달, 다섯 달, 여섯 달, 일곱 달, 여덟 달, 아홉 달, 열 달. Yoran dal so yi tenni solu shi sana la so tenni bono ta so yi no ilium cho toma bono ilium cho toma me te ke lo ke wol ne tome solu shi no il ke wol i ke wol sam ke wol sa ke wol u ke wol yu ke wol chil ke wol pal ke wol gu ke wol chip ke wol shibil ke wol ilium cho toma mo cho pare shi ဒါဆိုရင်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်ထပ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့စကားလုံးတစ်တစ်ကလေးနဲ့ထပ်လိုက်ကြပါဦးမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ညောင်ကြီးကစေရော